နှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ရတဲ့အတင်းရဲ့ပထမဆုံးဆုပလာကိုရရှိခဲ့တဲ့ခရစ်စတယ်ပဲလေဒီနေ့မှာတော့မြုံချင်းနေရဖြစ်ပျက်တစ်ခုနဲ့ပတ်သက်ပြီးပြောပြခြင်းပါတယ်မနေ့ကဝမ်ဘလီကွင်းမှာကျင်းပခဲ့တဲ့ FA ဘလာဘိုလ်ဝဲမှာခရစ်စတယ်ပဲလေအတင်းရမန်စီးတီးတင်းကိုတကူကူမရှိနဲ့အနိုင်ရရှိခဲ့ပြီးသူတို့ရဲ့အတင်းသမိုင်းတစ်ချောင်းပထမဆုံးဆုပလာကိုဆုကူးနိုင်ခဲ့ပါတယ်ဒီအောင်ပွဲရမကြသေးခင်နှစ်တွေအတွင်း FA ဘလာဘိုလ်ဝဲရဲ့အားအသင့်စရာအကောင်းဆုံးနိုင်ပွဲတွေကတခုအဖြစ်မှတ်တမ်းဝင်သွားမှာသိကြပါတယ်ခရစ်စတယ်ပဲလေအတင်းတော့တော့ဒါဟာသမိုင်းဝင်အောင်ပွဲတစ်ခုပါပဲသူတို့က FA ဘလာဘိုလ်ဝဲကို၃ချိန်မြောက်တက်ရောက်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တာပါ အရင်တော့1990နဲ့2016ခုနှစ်တွေမှာမန်ချက်စတာယူနိုက်တက်အသင်းကိုရှုံးလင်းခဲ့ရတဲ့ခရစ်စတယ်ဘဲလေးတွက်ဒီတိုင်ပွဲရနှစ်ပေါင်းများစွာဆောင်ဆိုင်ခဲ့ရတဲ့အောင်မြင်မှုတစ်ခုပါပဲ။တချိန်ကဘောလုံးလောကကိုလွှမ်းမိုးထားခဲ့တဲ့မန်စီးတီးအသင်းအတွက်ကတော့ဒီချုံပွဲရဒီရီမှာဘာစုမှမရရှိခဲ့တဲ့အခြေအနေကိုပိုပြီးဆိုးရွားစေခဲ့ပါတယ်။ဒီပွဲရဒလုံးလေးသောအနိုင်ကိုကိုပရမပွဲ16မိနစ်မှာအစီကသွင်းယူပေးခဲ့ပါတယ်။ဒိုင်မန်ခရစ်စတယ်ဘဲလေးရဲ့အောင်ပွဲမှာနောက်ထပ်အရေးပါတဲ့ကစားသမားတွေအုပ်ကိုခြံထားလို့မရပါဘူး။သူကတော့ဂိုဒမဟန်တာဆန်ပဲဖြစ်ပါတယ်။ ပထမပိုင်းမှာမန်စီးတီးတိုက်စစ်မှုအိုမာမာမော့ရှေပင်နယ်တီကန်ချက်ကိုဟန်နာဆန်ကအန်အော့ဘွေရာကာကွယ်နိုင်ခဲ့တာကြောင့်ခရစ်စတယ်ပဲလီရဲ့နိုင်ပွဲရာပိုပြီးခိုင်မာသွားခဲ့ပါတယ်။အကယ်၍မာမာမော့တာပင်နယ်တီကိုဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်ပွဲရဲ့အခြေအနေကလုံးဝပြောင်းလဲသွားနိုင်ပါတယ်။ဒီပွဲရဲ့ရလဒ်ဟာအဖေဘလာတမိုင်းမှာအန်အားသင့်စရာအကောင်းဆုံးရှုံးပွဲတွေတကတစ်ခုဖြစ်မှတ်တမ်းဝင်သွားမှသိကြပါတယ်။2023ခုနှစ်မှာဝီကန်တင်းကမန်စီးတီးတင်းကိုနိုင်ရခဲ့တဲ့ပွဲနဲ့1988ခုနှစ်မှာ ဝီဘယ်တန်အသင်းကလေဗာပူးကိုနိုင်ရရှိခဲ့တဲ့နာမည်ကျော်ပွဲတွေနဲ့နိုင်ရှင်နိုင်ပါတယ်ဒီလိုအသင်းငယ်တွေရဲ့အသင်းကြီးတွေကိုနိုင်ရရှိခဲ့တဲ့ပွဲတွေဟာအဖေဘလာရဲ့စိတ်လုံရှားစရာကောင်းတဲ့သမိုင်းမှာအမြဲတမ်းထင်ကျန်ရစ်ခဲ့ပါတယ်မန်စီးတီးအသင်းတို့တော့ဒီချုံပွဲရာသူတို့ရဲ့ရုန်းကန်နေရတဲ့ယာတီရဲ့နောက်ထပ်စိတ်ပျက်စရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်နီပြကြီးပတ်ဂွာဒီယိုလာရဲ့အသင်းဟာလွန်ခဲ့တဲ့၄နှစ်သက်တိုက်ပရီးမီယာလိဂ်ချန်ပီယံဖြစ်ခဲ့ပေမဲ့ဒီယာတီမှာတော့ဆုခုနိုင်ခြင်းမရှိခဲ့သလိုချန်ပီယံလိမှာလည်းပလေးအော့ဆင်ကနေထွက်ခဲ့ရတဲ့အပြင်အခု FA ဘလားကိုပါလက်လွတ်လိုက်ရတဲ့အတွက်ကြောင့် Man City ရဲ့အနေနဲ့ဘလားလက်မဲ့ရာသီအဖြစ်ဆုံးသက်ရတော့မှာပဲဖြစ်ပါတယ်။ Man City ရဲ့စံနှုန်းနဲ့ဆိုရင် သူတို့ရဲ့လက်ရှိခြေစဉ်ကတော်တော်လေးကိုဆိုးရွားနေပြီးလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်အတွက်တောင်ခက်ခဲနေတဲ့ရင်ဆိုင်နေရပါတယ်။မစီစီတင်ရဲ့လက်ရှိဦးစားပေးဟာလက်ချက်ပွဲစဉ်၂ပွဲမှာအနည်းဆုံးအဆင့်၅နေရာအတွင်းရရှိဖို့ဖြစ်ပါတယ်။ဒီလိုရရှိမှသာဥရောပရဲ့ထိပ်တန်းကလပ်အသင်းပြိုင်ပွဲများကိုဝင်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဒါ့အပြင်လာမယ့်လမှာရှင်ပြိုင်ရမယ့်ကလပ်ကဘာဖလာပြိုင်ပွဲမှာတော့သူတို့အနေနဲ့တခုခုကိုရယူနိုင်ဖို့မျှော်လင့်နေပါတယ်။ဘာပဲဖြစ်ဖြစ်ခရစ်စတယ်ပဲတဲ့အသင်းရဲ့ဒီအာဖရိကအောင်ပွဲဟာသူတို့တော်တော်ဘယ်တော့မှမမေ့နိုင်တော့မယ့်သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Okay, I'm gonna go check it out.